ျွန်တော်ဆိုသွားကစားစကိုင်းမှာကျွန်တော်ဘာလို့သတင်းကြားလဲဆိုစကိုင်းမှာဒူဒီလောင်းနေဖဲလို့ပြောအပုတ်နဲ့နေထွက်နေမြို့ထဲမှာအပုတ်နဲ့နေစားထွက်နေဆိုကျွန်တော်မှလေဂါဝေးဘူးဆိုရင်ဓာတ်ဝေးပဲအုပ်ပြီးအုပ်ပြီးဝင်သွားမှလားမျိုးလဲဟုတ်ကြပါလားရင်းတဲ့နေမြို့လမ်းမလို့လဲအဲ့လိုလည်းမဟုတ်ပါဘူးဆိုစဉ်းမဲ့နောက်ခဏလို့ပဲပေါ့အစာတွေဟိုစကိုင်းကိုကယ်ပဲလို့တွေမလာဘူးလားအစာရည်သားမဟုတ်ဘူးခုမှနောက်ဆုံးဟိုကပြန်ပြောရတဲ့အစ်ရေလည်းမလာပါနဲ့အစာရည်သားလည်းမယူတာနဲ့ပုံနေပါပြီပေါ့နော်အဲ့လိုမျိုးပြောရတယ်အဲ့လိုပြောရတဲ့အစ်နေကိုရောက်ကုန်တာကွယ်ရောက်ကုန်တော့ တို့စေတို့ဘယ်လောက်ခံစားရလဲလူကြီး50 60 80ဝင်းကြီးနေဆိုနှစ်ပေါင်း60 80လောက်လူမြင်ခဲ့တဲ့အမြင်ကွင်းတစ်ခုကွယ်အဲ့မြင်ကွင်းကြီးကရုပ်ရည်ကြီးအားလုံးမြင်ပါအားလုံးပျောက်သွားသူတို့ပြောချင်တာအဲ့လူတွေကဘယ်လိုပြောမလဲကျွန်တော်တို့ဆိုလဲဝင်ခံစားကြည့်တယ်သူတို့တို့လာဝင်လာကြသူတို့သူတို့ဒုက္ခတွေလို့မြင်တဲ့အမြင်အဲ့မှာထပ်မခံစားနိုင်တော့တာဟုတ်တော့တကယ်ကြုံနေရတာအများကြီးလဲဆုံးတော့လဲရပြီ sorry 31ည9ညတကောင်ပါ17ခွဲလေးအဲ့ဒါနဲ့ပြန်လာပြန်လာပြီးတော့တရံနေမနေ့ကစပြီးတော့ဟိုသွားဖို့တော့ပြင်ဆင်တာပေါ့နော်ဟိုဘာလို့လိုရမလဲတရံနေလမ်းဆောင်စမ်းနေလမ်းဆောင်ရတော့ဒီကမြေပြင်ရှင်တွေကျွန်တော်တို့အဓိကသိလို့လို့တာပေါ့စုံစမ်းရင်းနေတကယ်ရင်းနေတော်တော်ကူတော့တောက်လျှောက်ပတ်စံတောက်လျှောက်ဝင်လာပေါ့နော်ကြောက်အဲ့ဒီဟာတွေနဲ့ပြန်တွေ့ကြည့်ပေါ့နော်ဝင်လာတဲ့ပတ်စံနဲ့ဒီကငါတို့ဘာလို့ပြလို့ရမလဲအဓိကကျွန်တော်ကကယ်ဆယ်ရေးဦးစားပေးရပါဦးစားပေးဆိုတော့ကယ်ဆယ်ရေးဆိုတဲ့နေရာမှာကျွန်တော်တခုဘယ်လိုပြောရမလဲ စိတ်သက်ပေါ့တချို့ကအရင်ကကျွန်တော်လည်းစိတ်ထဲမှာရှိပါတယ်ကဲသေးဆိုတာသွားကဲလိုက်မယ်ကူကဲလို့ဝင်ကူလိုက်မယ်ကျွန်တော်စဉ်းစားဩမှာကျွန်တော်တည်နေတာအချိန်မှာစကိုင်းမှာကဟိုဖြစ်ဖြစ်ချင်း3ရက်လောက်မှာကဲသေးကြီးရောက်မလာနိုင်ဘူးဘာလို့ဆိုတော့တရားတစ်ချောင်းကကျိုးသွားတယ်အဟောင်းကအရာအစ်ကကျွန်တော်တကယ်ကိုရှင်းရမကောင်းတော့သူတို့ပြေးမဖြတ်ရဲဘူးနော်မဖြတ်ရဲတော့ဖြစ်ဖြစ်ချင်း3ရက်4ရက်လောက်ဟုတ်တယ်အလောက်ထိအတော်တွေမှာသူကဲသေးကြီးကလုံအောင်မလာနိုင်တဲ့သဘောရှိတယ်အဲ့တော့မြို့ကန်မိသက်ဒီငယ်ကဲသေးတယ်ဘောလာတရားနဲ့ပေါင်းပြီးလှည့်ပြီးပေါ့နော်ရှိတဲ့ပစ္စည်းနဲ့ရအောင်လှည့်ပြီးကဲရတယ်။ဒါတော့ တော်တော်ကြီးခြေတွေစိုးတယ်ဗောနော်တော်တော်ကြီးကိုသူတို့ခက်ခဲကိုရအောင်သူတို့လောက်ရတယ်ညမှာရှိတယ်ရှိတော့ဟိုအပြင်းအကူညာလည်းမလာနိုင်ဘူးစက်ကြီးတွေလည်းမရှိဘူးမရှိတော့ဟိုဒရင်းတွေတက်လာပြီတူနေချင်းပါဟိုဓာတ်ဝော်ကြီးရပြီဒါဘလို့အချို့ညားတယ်ဆိုလို့ရှိရင်လည်းတက်ရှိနေတယ်ခေါ်တဲ့တန်ကြားတယ်ဟိုသွားကဲလို့မကဲနိုင်သေးဘူးဗောနော်မလဲနိုင်သေးတာမျိုးတွေရှိတယ်နောက်တစ်ခုကဟိုထင်ရမြင်ရပြီးပြောကြတာမျိုးမျိုးကံလည်းမဟုတ်ဘူးမျိုးကံအတိလည်းမရှိဘူးနောက်ကိုယ်တိုင်ကိုရလည်းအဲ့မှာမရှိဘူးမရှိဘဲနဲ့ဟို ချို့တဲ့နေကြားရတယ်ဘောလို့ကြားရတဲ့တဲ့ကတကယ်ကျ drive source လေ host ချင်မှာဟုတ်မှာမဟုတ်ဘယ်နဲ့လို့မဟုတ်တယ်မအညိုကပြောလို့တရားတကယ်တောက်ပြောသူပြန်ကြားရခက်တာအဲ့လိုကြားရတာကိုတင်းလောက်ပြီးတော့တင်းတဲ့လူတွေစီဟိုအနေနဲ့အများ follower ဟို social media မှာ follower များတဲ့လူတွေပါနေတာစိုးရိမ်မှုကောင်းတယ်အနေနဲ့အများများတယ်ဘာလို့သူတို့ follower တွေဒီသူတို့တင်းတရားပေါ်သိမဲ့လူတွေဟိုသူတို့တင်းများမှုလက်ခံမဲ့လူတွေပေါ့နော်အဲ့လိုမျိုးဆိုတော့သူတို့လည်းနည်းနည်းသတိထားစေချင်တယ်နောက်နောက်တော့အခြားအခင်မျိုးနော်လက်ရှိဖြစ်နေတဲ့အတိုင်းအတာတွေမှာရောဘယ်လိုလဲဆိုတော့အရန် သူဟိုကိုယ်ကျန်လာတဲ့သတင်းတခုတည်းတောင်းဝယူမှုတောင်းဝန်ခံမှုပေါ့နော်အဲ့လိုမျိုးတွေရှိနေကြတယ်နောက်ပြီးတော့တေချာတဲ့သတင်း source ကိုအရင်ဆုံးစုံစမ်း live စေခြင်းတယ်တကယ်ဟိုအားမကန်ချက်ရှိပြီလားတေချာပြီလားဆိုမှတင်မှာပဲဟိုအဲ့လိုမှမဟုတ်ဘူးကိုကောင်းကျိုးအတွက်တင်တယ်ပြလဲပြောလဲဆိုးရိုးတွေအများကြီးဖြစ်သွားတယ်ကျွန်တော်တို့ဆိုသွားကစားစကိုင်းမှာကျွန်တော်ဘာလို့သတင်းကြားလဲဆိုစကိုင်းမှာဒူသေးလောင်းနေ ဘယ်လိုပြောပုံနဲ့နေထွက်နေမျိုးတဲမှာပုံနဲ့နေစားထွက်နေဆိုကျွန်တော်မှလေဂါဝေးဆိုရင်ဓာတ်ဝေးပဲအုပ်အုပ်ပြီးဝင်သွားမှလားမျိုးတဲဟုတ်ကြလားရင်းတဲ့နေမျိုးလမ်းပြီးတော့အဲ့လိုလည်းမဟုတ်ပါဘူးဆိုချင်းမျိုးနေနေဆိုမျိုးစုနေနေဆိုစိတ်ဆိုးကြတာဘောဘယ်လိုပဲဒုက္ခရောက်လို့ဆိုပြီးအဲ့လောက်ကြီးကကိုမျိုးကိုပဲလေသူအဲ့လောက်ကြီးဖြစ်ခံခြင်းပါလေတကယ်မှာအဲ့လိုမျိုးဆိုတကယ်လူသားလေးခိုရောက်မှတိမှပါကွာဆိုတော့စိတ်နေတော့ခိုရောက်တော့ကျွန်တော်တို့ပြောတဲ့ကြားနေတဲ့သတင်းတွေတော်တော်များတော်တော်ကြီးကိုလွဲနေတာရှိတယ် ောက်ခုနလိုပဲပေါ့အစာတွေဟိုစကားကဲပဲလူတွေမလာဘူးလားအစာရေသားမဖို့ဟိုမှာနောက်ဆုံးဟိုကပြန်ပြောရတဲ့အဆင့်ရေလည်းမလာပါနဲ့အစာရေသားလည်းမယူတာနဲ့ပို့နေပါပြီပေါ့နော်အဲ့လိုမျိုးပြောရတယ်အဲ့လိုပြောရတဲ့အဆင့်တွေကိုရောက်ကုန်တာကိုပဲရောက်ကုန်တော့အဆင့်မပြောပါနော်ကြိုးကြတော့အဲ့လိုမျိုးသတင်းတွေကြုံတော့မသိရတူကအယူလာရလေးတကယ်တဲ့အစာစားရလာပို့ကြလောက်ကြတော့အဲ့ဟာတွေကလကားမဖြစ်ကုန်ဘူးလားကျွန်တော်ပြောတာဟုတ်ဟုတ်နောက်ပြီးရိတ်ခါဆိုတာလည်းကျွန်တော်ကစံယူလာတာနဲ့ထမင်းတော့လာပြရတယ်မတူဘူးကထမင်းတော့ကလာပြီးပြီးလို့ရှိရင်ဘာမှဆက်လုပ်လို့မရတော့ဘူးအဲ့ကြတော့ဟို ပိုးဆိုတာနောက်ပြီးတခုရှိတယ်ဆိုစကိုင်းမျိုးမျိုးကြောင့်ကျွန်တော်လည်းပြောပြကြတာစကိုင်းမျိုးကပုံမှန်မျိုးသေးသေးလေးပဲတိုင်းမျိုးကြီးစင်းရနေတာမှသူမောင်ရအောင်လွှဲပေးချင်တယ်ဒါကြောင့်စကိုင်းကအရန်အေးချမ်းတယ်ပြီးတော့တနေတဲ့လူတွေကလည်းရှိမယ်စင်ရဲသားရဲ့လိုလည်းမဟုတ်ဘူးတထေးကြီးရဲ့လိုလည်းမဟုတ်ဘူးလူလက်တန်းသားအများဆုံးရှိရဲ့ဗျအဲ့တော့ကျွန်တော်များကကိုကလည်းကိုဟိုညာညာသားတွေတဘာဝကတော့ကိုကလည်းကိုအေးအေးလေးနေတဲ့ကိုင်းကိုဝင်လာမှရှိရတယ်နဲ့စားတယ်ကိုအိမ်မှာဟောပြတယ်ဘာလို့အိမ်ုံနဲ့တိုက်တန်မိုးထားတက်ပြီးတော့ဖြစ်ကြတာပေါ့နော်အဲ့လိုဆိုတော့ ဟိုသူတို့အဲ့လိုဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့သူတို့ပြောတာတော်တော်များများအရန်အားငယ်တော့အရန်စိတ်ဒုက္ခရောက်ကြတယ်ဗောနော်အဲ့လိုသူကိုယ်ကိုယ်ရင်းလေးကိုပြကြည့်ပါတော်တော်လုံးကကျွန်တော်ကကျွန်တော်ငယ်ဆိုကျွန်တော်သက်ခု40ကျော်ပြီဗျာဟိုကျွန်တော်အဲ့ဒါအတွက်တော့နှစ်ပေါင်း40စီကျွန်တော်မြင်နေရမြင်ခွင့်ရသခါမှာဘာမှမပြောင်းတော့ကျွန်တော်ငါးလေးတာလောက်ကမြင်နေမြင်ခွင့်ရကျွန်တော်ဒီလိုအဲ့ဒါအဲ့လိုတိုးတက်လာတယ်မရှိဘူးဆော့ရုပ်သွားတယ်မရှိဘူးအရန်ကိုပါဖြစ်တယ်ဗောနော်အဲ့လိုမျိုးဆိုသူတို့စိတ်တွေဘယ်လောက်ခံစားရလဲလူကြီး50 60 80ဝင်းကြီးနေဆိုနှစ်ပေါင်း60 80လောက်လူမြင်ခဲ့တဲ့မြင်ခွင့်တစ်ခုကိုအဲ့မြင်ခွင့်ရရုပ်ရည်ကြီးအားလုံးမြင်ပါအားလုံးပျောက်သွား ဟိုသူများလို့အပြက်စီးရဆိုတော့အဆင့်တက်လေးတယ်မှာမြေကြီးဟာအပေါအပေါလိုက်ဒုံးဆိုဘာမှမရှိတော့ဘူးကွာဆိုဖြစ်သွားတဲ့ပုံစံမျိုးအဲ့လောက်ထိဆိုတော့သူတို့စိတ်တော်တော်ထိခိုက်ကြတယ်စိတ်ထန်တော်တော်ကြီးကြီးမားရကြတယ်ပြီးတော့ပိုးဆိုတာလူတွေတေးကြအများကြီးပဲမိသားစုတစုမှာတယောက်ထွက်ချင်တဲ့လူတွေရှိတယ်အားလုံးတည်သွားတာရှိတယ်မတင်မတယောက်ထွက်ချင်တဲ့လူတွေစိတ်ထန်ရပိုးဆိုးတယ်ကျွန်တော်တွေ့ခဲ့တဲ့အချိန်မှာဆိုမိသားစု၄ယောက်တည်သွားပြီးသူတယောက်ထွက်ချင်တဲ့အကိုကြီးတယောက်လည်းရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုသူတို့ပြောချင်တာအဲ့လူတွေကဘယ်လိုပြောမလဲကျွန်တော်တို့ဆိုလဲဝန်ဆောင်သားကြီးတယ် လူကျွန်တော်တို့လာဝင်လာကြသူတို့သူတို့ဒုက္ခတယ်လို့မြင်တဲ့အမြင်အဲ့မှာထပ်မခံစားနိုင်တော့တာဟုတ်တော့တကယ်ကြုံနေရတာဟောအများကြီးလဲဆုံးတော့လဲရပြီ sorry အဲ့အဲ့ကြသူရဲ့လူတော်များတယ်ဘယ်ပြောဗျာဒါတို့သူတို့ကသူတို့အပြစ်တော့မရှိပါဘူးပြည်သူတော်များလဲစိတ်ဆန္ဒလဲလူသူတို့လူကျင်ကြတာအဲ့တော့လာလာတော့လူကြီးရလို့အဲ့လိုဆိုသိရမလားဟို ဒီလိုမလူခွင့်ရတချို့နေရာတွေမှာဆုံးရှုံးသွားနိုင်တယ်ဆိုတာမျိုးမတွေးမိတာမျိုးလည်းပေါ့ပေါ့နော်အဲဆိုတော့အလူရှင်လည်းတန်းစီလာပေးမယ်အဲ့လိုမျိုးလေးတွေပေါ့အလို့ရချင်းမှာဟိုဒါပေမဲ့အလူပြောပြတယ်ဟိုဘက်ကမြင်ပါဘာငါတို့ကလာလူရတာငါတို့ကပြန်ကြည့်ကြတယ်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးဒီချိန်ဘာကြောင့်လဲစိတ်ပေါ့အာစိတ်တွေရောက်တဲ့လူတွေရဲ့ခံစားချက်ကိုပိုနားလည်ပေးဖို့ခဏခဏလာလို့ဆိုဆိုတော့တို့ချို့တော်တော်များများကျွန်တော်သိကြတော့မယူရဘူး ဟိုတန်းစီတယ်မပါဘူးအဲ့လူတွေတရားဝင်ထားမိကြောင်မြို့ကြတော့ဟိုလာလူရဲ့လူတော့မသိဘူးဘောတော့အဲ့လိုဆိုကိုမျိုးလည်းမဟုတ်တော့လေအော်ရက်ကွက်ထိတ်မှာဥမာရက်တယ်ရက်ပြီးတော့ပစ္စည်းဝေးတယ်အဲ့ဘာဖြစ်လာလဲဆိုတော့ကြားထဲမှာတချို့အမျိုးပြင်ပါကတချို့တို့ဒုက္ခတွေမဟုတ်တာတွေလည်းပါတယ်အဲ့လိုတချို့ပြန်ကြတဲ့မျိုးတွေဘောတော့အချို့ချို့ရှိတယ်အဲ့လိုမျိုးနီးစက်နေကြမျိုးနီးမျိုးဆက်ကဘောတော့အဲ့လိုမျိုးတွေလာကြပြီးတော့ ူတို့ဆိုအဲဒီဟိုအဓိကအိုးဝေခေါ်တော့ဆိုင်ကယ်နဲ့ပတ်ပြီးတော့ဆိုအဲကားတွေကတော့အလူတိုင်းအဲကားတွေကအပြည့်ပဲအစားစရာအဲ့လိုမျိုးတို့ပဲပြန်တက်စီလိုပဲပတ်ယူကြအောင်နောက်ဆုံးတို့ကလူကလည်းယူတယ်မယူဘူးနောက်သိသွားကြောနောက်ဆုံးဘယ်လိုဖြစ်လာလဲဆိုတော့ဒရင်းတွေထွန်းထွန်းလာလာအဲ့လိုထက်ပြီးတော့အမြင်မှာထက်ထွက်လာကြောသွားလူတွေတွေကမှရိုက်ကြိုက်တဲ့လူပဲပါမှာပေါ့နော်ပါတော့ရိုက်တဲ့ဒရင်းတွေပါတက်လာတော့ ဟိုဒီကိုင်းမှာလူလာလူပဲလူလူကြတာလို့ပစ္စည်းတွေတမလူရဲ့ယူကြဟိုအနေအများရပါတော့လူတွေကစီကမ်းမရှိဘူးပြောမျိုးလဲပို့မျိုးကပို့စိတ်စိုးစိတ်နာကြတော့ပို့စိတ်တိခိုက်တယ်လူချင်းမျိုးကြီးမှာအဲ့တော့ကျွန်တော်အဓိကအဲ့ဒါလေးကိုကျွန်တော်ကျွန်တော်သွားရချင်းမှာတွေ့တော့လဲအဲ့ဒါလေးကိုအဓိကထိန်းစေချင်တာဒီညနေလာလို့ချွတ်သိနိုင်မဲ့လူတွေဆိုလို့ချင်းကျွန်တော်ပြောချင်တာလို့မျိုးပေါ့နည်းနည်းလေးထင်းထင်းသိသိလုပ်ဖို့ပေါ့နော်ဟိုအဓိကကတော့လေကိုလူလားဘာပဲဖြစ်ပါလူလို့ရရမှန်တယ်ကျွန်တော်တို့ခုနောက်လိုမျိုး respect ပေါ့နော်ဟို ကိုတော့လောက်တော့လေမုံမြတ်တဲ့အလုပ်ပါပဲဒါပေမဲ့မုံမြတ်တဲ့အလုပ်ကိုဟိုဒူဒူသားချင်းဒူးခွင့်ရေးအပြေဝါနေပါတော့လူလူချင်းချင်းလေးစားတောင်လေးစားမှုတံမှုပြေဝါထားပြီးတော့လုတ်ပေးလို့ရှိရင်ပိုပြီးမကောင်းဘူးလားပေါ့တော့အဲအဲ့ဒါလေးအဲ့ဒါအဓိကပြောချင်တာဇိုင်းမှာဘာလို့အဲ့ဒါလဲဘာလို့ပြောရကျွန်တော်မှကူညီမဲ့လူတွေအများကြီးရှိတယ်ဟိုကမြို့ကန်ရရစားအချက်လက်ကစားကျွန်တော်မှအများကြီးအားတာကြရှိတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်အဓိကဇိုင်းမှာဦးစားပေးပြင်ပါပြင်ပါဆိုတော့လမ်းတွေမှာလမ်းမှာခုနကလမ်းကနေဖြတ်သွားဖြတ်လာမျိုးတွေမှာကျွန်တော် ထိကြိုက်တာလေဒီလားကျွန်တော်ဒီလားမြင်ခဲ့ပါတော့စိုးစိုးပွားဖြစ်ခဲ့တာရှိတယ်ဒါပေမဲ့အဲ့ဒါကြောင့်ကျွန်တော်မလုပ်ပေးနိုင်ရတော့ဆိုတော့ကျွန်တော်ဟိုပြန်ပြသဘောအားဖြင့်ပေါ့နော်ဥပမာပြန်လာတော့မှခုနကပြောလို့အခြေခံဘာလို့အဲ့လဲဟိုဆန်စီဆိုရင်ကျွန်တော်ဆန်စီကကျွန်တော်အိုင်းမျိုးတွေတည်တဲ့ဟိုဆန်စီဆိုကျွန်တော်ဖယ်သွားမယ်ဟိုဥပမာပြင်ချင်းမအချိုရေးဖက်ဖြစ်ဖြစ်ဥပမာမျိုးရဲ့ဟိုအိုင်းနဲ့ပေါ့နော်အဲ့လိုမျိုးပေးနိုင်တယ်အဓိကမျိုးမှလည်းထိရောက်တဲ့လူကလိုတယ်ဟိုတော့ပြဿနာတွေကကျွန်တော်တော်တော်များလည်းကြားရတယ်ကွာသူကမကတော့ဘေးတော့ကပြတဲ့ချင်းဆိုတော့မကောင်းဘူးကွာလို့ပြောဆိုရတယ်အဲ့လိုမျိုးဆိုတော့အခုလိုတဲ့အလှလဲ ကိုယ်ယုံကြည်လို့လူတွေဝိုင်းပြီးတော့လှူပေးလိုက်တဲ့အလှကတော့ကုညီရတဲ့အခါမျိုးမှာလဲထိရောက်စေခြင်းနဲ့တော်တော်တချို့ဖြစ်မသွားစေခြင်းအဲ့လိုမျိုးဆိုတော့အဲ့လိုကိုမပိုင်နိုင်တဲ့ဟိုကကိုကိုတိတ်မသိတဲ့မျိုးမျိုးတွေမှာကျွန်တော်ကျွန်တော်လောကကနေခက်လိုက်မှာပေါ့နော်အဲ့တော့ခုနလိုပဲပြူသွားမယ်ကျွန်တော်အဲ့မှာခြေမျိုးကတည်းကအရင်ဆုံးတော့အဲ့တော်တော်ပြင်ဆင်ရလိမ့်မယ်တော့မျိုးကံကိုကျွန်တော်လမ်းဆက်သွေးပေါ့နော်ဥမာပြစ်သားကိုလူမလားကြောက်စရာလူမလားခုနလိုပေါ့ဟိုပြင်းနာကိုလူပြင်းနာဆိုပြင်းနာဆိုဘာပဲပြောကိုမျိုးနဲ့ကျွန်တော်ရန်ရောက်ဖြစ်တော်လေးဟိုမျိုးကံရှိရပေါ့နော်အဲ့လိုပြောအဲ့လိုပြောလို့ရတယ်အဲ့လိုမျိုးအဲ့လိုမျိုးသူတို့လမ်းချိတ်ပြီးမှပဲ ထိရောက်တဲ့နေရာမျိုးတွေမှတ်သားပြီးတော့ကျွန်တော်တို့ရတရားပြင်ဆင်ပြီးတော့ဟိုအများကြီးတော့မဟုတ်ဘူးကွယ်အဲ့လိုမျိုးပေါ့အဲ့လိုယူသွားပြီးလမ်းမှာလှူခဲ့မယ်ပေါ့နော်အဲ့လိုမျိုးတတ်နိုင်သလောက်အကုန်လုံးပြောချင်တာအဓိကပရိဒလူငယ်တွေကုကူညက်လူငယ်တွေဝါးထက်လေးဟိုတခုခုဖြစ်လာရင်လို့ချနေတဲ့လူတွေချနေတဲ့လူဆိုတော့ကျွန်တော်ပြောတာဟိုစီဝိုင်းလို့တော့လှုပ်လို့ရပါတယ်လှုပ်ပါဘလိုနည်းနဲ့ဖြစ်ပါလဲဒါကစီပွားရေးသမားလို့စီပွားရေးသမားစိတ်ဆိုတော့ဒါဟိုတတ်လို့လည်းမရဘူးဒါဆိုဖြစ်နေမှာပဲရှိနေမှာပဲအဲ့တော့ ါပေမဲ့ဘေးဒုက္ခနဲ့ဆိုင်ရင်တော့ကျွန်တော်တို့အကြက်တွေပေါ်နေပြီးတော့ခွင့်ကောင်းမယူစေချင်ဘူးဟိုဒီအားဖြစ်တဲ့ချိန်မှာလေကိုမဖြစ်သေးဘူးဆိုပေမဲ့သိရမလားကိုနေတဲ့နိုင်ငံကိုကိုလူမျိုးဗျာဟိုဒီတမီတမ်းမှာနေကြရပြီအဲ့လိုလူဖြစ်နေတဲ့ချိန်မျိုးတမီတမ်းမနေဘူးဆိုတော့နောက်တော့ပြောကဘာတခြားဖြစ်တယ်ဆိုရင်တော့မှလူသားချင်းပဲဗျာအဲ့လိုချိန်မျိုးမှဟိုပုံမှန်ရနေတဲ့အမျက်ထက်ကိုပို့ပြီးတရားနာမျိုးအဆင်မပြေတော့ဘူးပေါ့နော်နောက်ဆုံးပုံမှန်ကိုပစ္စည်းချောင်းတရားရောင်းနေတယ်မလုံနိုင်ဘူးဆိုတော့မှကိုပစ္စည်းလေး ပုံမှန်ဈေးနဲ့ရောင်းရတယ်ဒါရောင်းရတာမျက်နေတာပဲဒါအဲ့လောက်ကြီးကတော့ကျွန်တော်တိခန့်ခွင့်လို့နိုင်သေးတယ်ဒါပေမဲ့ဈေးအရင်တင်ရောင်းတာမျိုးပစ္စည်းပြတ်လတ်သွားတာဒီဖြစ်သွားတာမျိုးတွေဟိုဓာကြီးကိုတင်မအားနဲ့ကြတော့ချုပ်ကန်ပြီးတော့အဲ့လိုမျိုးဈေးကစားတာမျိုးကျွန်တော်တော်တော်ကိုအဆင်မပြေတာလူသားတွေရှောင်လို့မရတဲ့ဒီသဘောကဘေးပေါ်အဲ့လိုဘေးလောက်ကနေရှင်တဲ့ဟာမျိုးမှာတော့အတက်နိုင်ဆုံးစီးပွားရေးသမားရဲ့အနေနဲ့လည်းနားလည်ပေးစေခြင်းနဲ့ဟိုစိတ်သက်တွေလည်းအဲ့လိုမျိုးတချို့တော့တချို့တော့ပေါ့နော်အဲ့လိုစိတ်သက်တွေလည်းပြောင်းလဲစေခြင်းနဲ့